တရားခံပြည်ပြည်ကြီးညာခံထားရတဲ့တော်ဝင်နေစီစေယုံပါရှင်ဒေါ်နလာစိန်မှာစွန်လ17ရက်နေ့ပိုင်းကလာရောက်ဖမ်းခံခဲ့ပြီးချိုင်းတာတံမြို့နယ်တရားရုံကငွေကြက်သိန်း90နဲ့အမကန်ပေးလိုက်တယ်လို့သိရပါဗျ။တော်ဝင်နေစီစေယုံပါရှင်ဒေါ်နလာစိန်မှာတော်ဝင်နေစီစေယုံတက်တရားစွာမှာ Health New အမည်နဲ့တရုတ်နိုင်ငံသားတွေမှာကြွကြဲလက်မှတ်မရှိဘဲစေကူသားမှုညဉ့်ဉန်းစာတွေညဉ့်ဉန်းတက်ပုံတွေဖြန့်ချိမှုဝင်ကားမှုတွေကိုစောင့်ရတာကြောင့်အဲ့ဒီတရုတ်နိုင်ငံသားနှုတ်နဲ့တူတရားခံပြည်ပြည်ကြီးညာခံထားရသူဖြစ်ပါတယ်။ ရေဝါဟုတ်တင်မာရဲ့ဇနီးဖြစ်တဲ့ဒေါ်နန်းလာစိန်မှာစွန်လ17ရက်နေ့ညနေ3:35မိနစ်ကချိုင်းတာဇံမြို့နယ်တရားရုံးကိုလာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ညနေ3:55မိနစ်မှာတရားစွဲတင်ပို့ခဲ့ရာမြို့နယ်တရားသူကြီးကပြစ်မှုကြီးမှန်628မြင်းသာ2015နဲ့လက်ခံစစ်ဆေးခဲ့ပြီးဒေါ်နန်းလာစိန်ကိုအာမခံပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။ချိုင်းတာဇံမြို့နယ်တရားသူကြီးဒေါ်မီမီခိုင်ကအာမခံပေးလို့ရတဲ့အမှုဖြစ်လို့ကြက်သိန်း90နဲ့အာမခံပေးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုအာမခံပေးပြီးတဲ့နောက်အမှုနဲ့ပတ်သက်ပြီးဒေါ်နန်လာစိန်ကိုဇွန်လ16ရက်နေ့ကိုရုံးချင်းချင်းဆိုလိုက်တယ်လို့သိရပါဗျ။တော်ဝင်နေစီစေယုံပိုင်ရှင်ဒေါ်နန်လာစိန်ကိုချိန်အသာဆံမြို့နယ်တရားရုံးကဇွန်လ3ရက်နေ့ကတရားခံပြည်ဖြစ်ကြေညာခဲ့ပြီးဒေါ်နန်လာစိန်ပိုင်ဆိုင်တဲ့မန္တလေးမြို့89လမ်းနဲ့88လမ်းကြား31လမ်းရှိနေအိမ်ကိုဗရန်ကပ်ဖို့ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။အဲဒီမှုနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသားတွေနဲ့အတူစေယုံပိုင်ရှင်ဂရေဝေါ်ဦးတင်မောင်နဲ့ဇနီးကိုပါမှုဖွင့်တရားစွဲဆိုခဲ့ရာ တရုတ်နိုင်ငံသားတွေမှာတရားဥပဒေဆိုင်ရာလေးစိတ်ကတဆင့်တရုတ်နိုင်ငံကိုပြန်လည်ထွက်ခွာသွားခဲ့ပြီးဥတည်မောင်နဲ့ဇနီဒေါ်နန်လာစိန်တို့ကစကူနိုင်ငံကိုစေကူတမှုခံယူဖို့ဆိုကာထွက်သွားခဲ့ရာတရားစွဲဆိုတဲ့ဇန်နဝါရီလ2ရက်နေ့ကစတင်ပြီးတပ်သေးတွေစစ်ဆေးပြီးချိန်ကြီးအမှုရင်ဆိုင်မှုရှိတာကြောင့်6ရက်အကြာဇွန်လ3ရက်နေ့မှာ ချိုင်းသားဆန်မြို့နယ်တရားရုံးကတော်နန်းလာစိန်နဲ့တရုတ်နိုင်ငံသားတွေကိုတရားခံပြည်ဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။ဒီလိုတရားခံပြည်ဖြစ်ကျင်းပရာမှာဥတည်မာမအမှုနဲ့ညီစွမှုမရှိလို့ဆိုပြီးထဲသွင်းမှုမရှိခဲ့ပဲအမှုကနေလွတ်မြောက်သွားခဲ့တဲ့ပေါ်မန်လေးမြို့ကနေကဝေဖန်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။